ဂျပန်နိုင်ငံရဲ့လေယာဉ်တင်းမတ်တဲဟာကာကွယ်ရေးအတွက်မဟာဗျူဟာမြောက်ခြေလှမ်းတဲ့တခုဖြစ်လာခဲ့ပါတယ်။ဂျပန်နိုင်ငံဟာခေတ်သစ်ကမ္ဘာမှာထူးခြားတဲ့အနေအထားနဲ့ယက်တည်နေပြီးသူရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင်ရေရိုစစ်တပ်အင်အားကုန်တက်အပါအဝင်တည်ထောင်ခွင့်ကိုတည်တည်ကြကြကန့်သတ်ထားတဲ့တခုဒီသောနိုင်ငံဖြစ်ပါတယ်။ဒီဥပဒေဆိုင်ရာကန့်သတ်ချက်ကိုဒုတိယကမ္ဘာစစ်ရဲ့ပြီးမှာအမေရိကန်နဲ့ချုပ်ဆိုခဲ့တဲ့ CP သဘောတူညီချက်တွေရဲ့တစိုက်တစ်ပိုင်းအနေနဲ့ပြဋ္ဌာန်းခဲ့တာပါ။အဲ့ဒီအစားဂျပန်နိုင်ငံဟာအချုပ်အခြာအာဏာအပြည့်အဝကိုရရှိခဲ့ပြီးအမေရိကန်စစ်တပ်ရဲ့အကာအကွယ်ကိုလည်းခံယူခဲ့ပါတယ် ဒီလိုကန့်သတ်ချက်တွေရှိနေပြီမြန်မာနိုင်ငံကကဘာပေါ်မှာအစင်းအမြင့်ဆုံးကိုဟားကိုကိုကာကွယ်တပ်ဖွဲ့တွေကတခုခုထိန်းသိမ်းထားနိုင်ခဲ့ပြီးအခုဆိုရင်တရရဲ့အီဆိုမိုမျိုးစားရဟရတဲ့တမောတွေကိုစွန့်ရပြည့်ရှိတဲ့လေရင်တင်တမောအသေးစားတွေဖြစ်ပြောင်းလဲဖို့ပြင်ဆင်နေပါတယ်အရင်ဆုံးသမိုင်းကြောင်းဆင်လာကိုကျွန်တော်တို့ပြန်ကြည့်ကြရအောင်ဂျပန်ရဲ့ရေကြောင်းသမိုင်းအချင်းဒီလိုပြောင်းလဲမှုရဲ့အရေးပါပုံကိုနားလည်ဖို့အတွက်ဂျပန်ရဲ့အစေအတွင်းရေတက်အမွေအနှစ်ကိုပြန်ပြောင်းကြည့်ဖို့လိုအပ်ပါတယ် ရန်ရည်ခေတ်မတိုင်မီနှစ်တွေမှာဂျပန်ဟာကမ္ဘာအင်အားအကြီးဆုံးရေတပ်တွေကတခုခုပိုင်ဆိုင်ခဲ့ပါတယ်။ RDK ရဲ့အထင်ကရတင်မောကတော့1944ခုနှစ်အော်တိုဘာလမှာစတင်တည်ဆောက်ခဲ့တဲ့ RDK ကအကြီးဆုံးလေယာဉ်တင်တင်မောဖြစ်တဲ့ရှင်နန်တို့ပါပဲ။မူလကတော့အင်အားကြီးမားတဲ့ယာမတိုအမျိုးအစားစစ်တင်မောသုံးစင်းကတစ်စင်းဖြစ်တည်ဆောက်ခဲ့ပေမဲ့မေဒဝေးတိုင်ဝဲမှာဂျပန်ရဲ့အကောင်းဆုံးလေယာဉ်တင်တင်မော၄စင်းပျက်စီးဆုံးရှုံးခဲ့ပြီးနောက်လေယာဉ်တင်တင်မောဖြစ်ပြောင်းလဲခဲ့တာပါ။ဒါပေမဲ့ရှင်နန်တို့ဟာ1နှစ်စရာအဆုံးတက်ကိုကြုံတွေ့ခဲ့ရပါတယ်။ ပထမဆုံးခရီးစဉ်စတင်ပြီးနေရာကြာမှာပဲအမေရိကန်ရင်းငုတ်တင်မော USS Asha Fish ရဲ့ Torpedo နဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။ပျက်စီးမှုဟာကြီးမားလွန်းတာကြောင့်တင်မောဟာလေးမြန်စွာနစ်မြုပ်သွားခဲ့ပြီးဘယ်တော့မှတိုက်ပွဲကိုမမြင်ခဲ့လိုက်ရပါဘူး။ဂျပန်ရဲ့အစေအတွင်းရေတပ်မှနောက်ဆုံးအမှုထမ်းခဲ့တဲ့လေယာဉ်တင်မော Amagi ကတော့ပိုးလို့တော်ကန်ဆုပ်ခဲ့ပါတယ်။ ရှင်နာနုမတိုင်ခင်တနည်းအလို1943ခုနှစ်အော်တိုဘာလမှာစတင်တည်ဆောက်ခဲ့ပြီးမြေဆက်ပြီး1945ခုနှစ်နိုဝင်ဘာလမှာမတုံးတော့ပဲ1948ခုနှစ်မှာဖျက်သိမ်းခံခဲ့ရပါတယ်ခေတ်သေးရေချောင်းနယ်ပယ်နဲ့ဒေသအတွင်းတင်းမာမှုများ ခေတ်တည်းမှာဂျပန်ရဲ့အင်ဂျင်နီယာနိုင်ငံတွေကလည်းသူတို့ရဲ့လေနေသင်္ဘောစွမ်းရည်ကိုကန့်တတ်ထားကြပါပြီ။ထင်ရှားရတာကတော့ရုရှားနိုင်ငံဟာ1982ခုနှစ်ဆိုဗီယက်ခေတ်ယူကရိန်း SSR မှာတည်ဆောက်ခဲ့တဲ့အက်တမီယန်ကွန်စတန်ဆော့လေနေသင်္ဘောဒဇင်းတွေကိုသာလုပ်ငန်းလည်ပတ်စေပါပြီ။စာဂျမန်တွေနဲ့ဂျပန်နိုင်ငံဟာအီဇူမိုအမျိုးအစားသင်္ဘောတွေနဲ့ပိုပြီးရှေ့ကိုမျှော်ကိုတဲ့ချင်းကပ်မှုကိုလှုပ်ဆောင်နေပါပြီ။ဆိုတော့အီဇူမိုဆိုတာပါလေ ဤဇနိုမျိုးစွမ်းမှာဒီမွန်၂ဆင်းပါဝင်ပါတယ်ဤဇနို DDH1H3 နဲ့ကာကာ DDH1H4 တို့ဖြစ်ပါတယ်ဦးဆောင်ဒီမွန်ဖြစ်တဲ့ဤဇနိုရဲ့တည်ဆောက်မှုကို2017ခုနှစ်မှာယိုကိုဟာမားမြို့က IHI Marine United ဒီမွန်ချင်းမှာစတင်ခဲ့ပြီးကုန်ကျစရိတ်ကတော့ဒေါ်လာ1.5ဘီလီယံခန့်ရှိခဲ့ပါတယ် ဒီသမောရီကို2014ခုနှစ်မှာအနားယူဖို့စီစဉ်ထားတဲ့အရင် sharing အမျိုးအစားဖြတ်သိမ်းမှုတွေစာအသုံးပြုဖို့မူလဒီဇိုင်းထုတ်ခဲ့တာပါ။အီဇိုနိုကို2015ခုနှစ်မှာလာမှာတာဝန်ပေးအပ်ခဲ့ပြီးကာကာကိုတော့2019ခုနှစ်မှာတာဝန်ပေးအပ်ခဲ့ပါတယ်။ ရဟယင်ဖြတ်သင်္ဘောတွေလို့တရားဝင်အမိတတ်တာပဲ။သူတို့ရဲ့အရွယ်စားတဲ့ပုံစံကသူတို့ကိုလေအနေသင်္ဘောအသေးစားတွေဖြစ်ပြောင်းလဲနိုင်တယ်ဆိုရဲယူဆချက်တွေကိုချက်ချင်းပြင်းထက်စေခဲ့ပါရည်။2019ခုနှစ်ဒီဇင်ဘာလမှာဂျပန်နိုင်ငံဟာ F-35B Lightning II တိုက်လေယာဉ်တွေကိုပံ့ပိုးနိုင်ဖို့အီဇူမိုမျိုးစားသင်္ဘောတွေကိုပြန်လည်ပြုပြင်ဖို့ရည်ရွယ်ထားတယ်ဆိုရဲယုံကြည်အားလုံးရဲ့သတင်းရင်းမြစ်တွေစတင်ပေါ်ထွက်လာခဲ့ပါရည်။ဒီတိုင်းလေရင်တွေဟာပြန်တမ်းမှုအကွာဝေးတိုးတောင်းပြီးဒေါင်းလိုက်စင်းသက်နိုင်တဲ့ဇွန်ရင်ရှိတဲ့ခင်မီလျှော့ဝှက်တိုင်းလေရင်တွေဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာပြုပြင်ထားတဲ့သင်္ဘောတွေကိုလောက်ခွဲကြဲကြဲလှုပ်ဆောင်နိုင်စေဖို့ဒီတိုင်းလီအမျိုးအစား40တီဝဲယူဖို့စဉ်းစားခဲ့ပူပါတယ်။တုံ့ပြန်မှုများနဲ့ကနဦးအစိမ်းမြင့်တင်မှုများအဲ့ဒါလိုထွက်ပေါ်လာတဲ့ပြုပြင်နိုင်တဲ့သတင်းတွေဟာဒေတာရင်းတည်ငြိမ်မှုကိုချိန်ချောင်းနိုင်တယ်လို့ရှုမြင်တဲ့ဒီယုံနိုင်ငံရဲ့ဝေဖန်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါပေမဲ့ဝေဖန်မှုတွေကိုဂယုမဆိုင်စွာပဲ2018ခုနှစ်ဖေဖော်ဝါရီလမှာဂျပန်နိုင်ငံရဲ့ယူမီရူရီရှင်းပန်းသတင်းစာကဂျပန်နိုင်ငံဟာလေတင်သင်းမအစ်စ်ပုံစံနဲ့ကန့်ညီတဲ့ F-35B 40ကိုဝယ်ယူဖို့ရည်ရွယ်ထားကြောင်းအတည်ပြုခဲ့ပါတယ်။အေဇူမွန်မျိုးစားသင်းမတစ်စင်းစီမှာဒီလေရင်12စင်းခန့်တင်ဆောင်နေပါတယ်။ နရောဆက်ရှိခုနှစ်နိုဝင်ဘာလမှာဂျပန်ကာကွယ်ရေးဝန်ကြီးကပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်စတင်ကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။ဒါဟာလေရင်ကုန်ပတ်တွေကိုတိတိတတ်တာပြောင်းလဲပြင်ပဝင်ပြီးဒေါ်လိုက်စင်းသက်ချိန်မှာ F35B အင်ဂျင်တွေရဲ့အပူချိန်နဲ့အလေးချိန်ကိုခန်းနိုင်ရှိအောင်အားဖြည့်တိစောက်ခြင်းနဲ့ပါဝင်ပါတယ်။ မူလကဒေါမန်စတုကန်ပုံစံရှိတဲ့တင်မောရဲ့ရှေ့ပိုင်းကိုလေရင်လုပ်ငန်းဆောင်တာတွေပုံမကောင်းမှုစေဖို့စတုကန်ပုံစံဖြစ်ပြန်လည်ပုံဖော်မှာဖြစ်ပါတယ်။တင်မောရဲ့အတွင်းပိုင်းကုံလောင်ယုံနေတဲ့ပြုပြင်ထိန်းသိမ်းရေးအဆောက်အအုံတွေအတွက်လည်းနောက်ထပ်ပြောင်းလဲမှုတွေကိုစီစဉ်ထားပါတယ်။တင်မောဦးပိုင်းပြန်လည်ပုံဖော်တဲ့လုပ်ငန်းကို2024ခုနှစ်နောက်ပိုင်းမှာစတင်ဖို့စီစဉ်ထားပါတယ်။ ဒီတိုင်းလေတွေကိုဂုံမြေမှာပဲအခြေစိုက်မယ်လို့လူသိရှင်ကြားအာမခံချက်တွေပေးထားပြီးမယ်။လေလာသူအများစုကတော့ဒါဟာအနေချင်းနိုင်ငံတွေကိုစိုးရိမ်ထိလန့်မှုမဖြစ်စေဖို့အတွက်တန်တမန်ရေးဆိုင်ရာနေပြည်တော်တည်ရက်လို့ယုံကြည်ကြပါရစ်။နောက်စကောကုနစ်ကုံပိုင်းမှာဒီမော်တွေကိုဗန်းဆောင်အောင်ဖျက်ဒီမော်တွေရဲ့ဖြစ်တရားဝင်ပြန်လည်တတ်မှတ်လိုက်ခြင်းကဂျပန်နိုင်ငံကသူတို့အတွက်ရည်မှန်းထားတဲ့ပုံမကျဲပြတ်နေမှာပြူဟာမြောက်အခန်းကဏ္ဍကိုအတည်ပြုလိုက်တာပါပဲ။လေရင်လွဲပြောင်းပေးရခြင်းနှင့်တက်ပြန့်ကြရေးအစီအစဉ်များ ၂၀၂၁ခုနှစ်ဇူလိုင်လအထိဂျပန်နိုင်ငံဟာ F-35 B-52 စင်ကိုမှာယူထားပြီးဖြစ်ကလွယ်ပြောင်းပေးရမယ့်အချိန်စရာကိုအောက်ပါအတိုင်းခွဲခြားထားပါသည်။၂၀၂၃ခုနှစ်မှာလေရင်၁၈စင်၊၂၀၂၄ခုနှစ်မှာနောက်ထပ်၆စင်နဲ့၂၀၂၅ခုနှစ်မှာနောက်ထပ်၂စင်လို့ဖြစ်ပါသည်။ဂျန်ရှိရဲ့၁၆စင်အတွက်ကတော့အချိန်စရာမတတ်မတ်ရသေးပါဘူး။ လေယာဉ်20ပါဝင်တဲ့အပြေအဝလဲပန်းနိုင်တဲ့တက်ခွဲတစ်ခုကိုအီဇူမိုမျိုးစားတင်မော်ဒယ်ဇင်းစိုက်ခဲ့တဲ့စိတ်ကန်းနဲ့မဟာပြူဟာမြောက်အရအနည်းဆုံးဖြစ်တဲ့မယာဆာကီစီရင်စုနာကနျူတာဘာယူလေတက်စကန်မှာတက်ပြတ်မှုစီစဉ်ထားပါတယ်။အမေရိကန်စူပါလေယာဉ်တင်မော်ရီနဲ့နိုင်ရှင်ချင်း ဂျပန်သင်္ဘောတွေကိုအမေရိကန်ရေတပ်ရဲ့ Nimitz နဲ့ Jarrett R4 အမျိုးအစားလေယာဉ်သင်္ဘောတွေနဲ့မကြာခဏအတိုင်းရှင်လေးရှိပါတယ်။လုံဆောင်ပုံချင်းစင်တူပေမဲ့ကွာခြားချက်တွေကတော့သိသာထင်ရှားပါတယ်။အမေရိကန်စူပါလေယာဉ်သင်္ဘောတွေဟာလေးလံတဲ့လေယာဉ်တွေကိုပြစ်လွတ်ဖို့အတွက်ခေမီကာတာပူစနစ်လို့ခေါ်တယ်။မူလကရေနွေးငွေအားနဲ့မောင်းနှင်ပြီးအခုတော့ Electromagnetic Aircraft Launch System သို့မဟုတ် EMARS ကိုပြောင်းလဲနေပြီလို့ခေါ်တဲ့ဒီစနစ်ကိုအသုံးပြုပါတယ်။ စံချိန်ပိုင်းနေတဲ့အီဆူမိုအမျိုးအစားလေးနဲ့တမောတွေမှာကာတာပူစနစ်မပါဝင်ပေ F35B လိုမျိုး STOVR လေးတွေအတွက်သာအကောင်းဆုံးဖြစ်အောင်တိစောက်ထားပါရီအီဆူမိုကိုကာတာပူတွေပါဝင်အောင်ပြန်လဲဒီဇိုင်းဆွဲဖို့ဆိုတာအလွန်တရာကုန်ကျစရိတ်များပြီးရုပ်ထွေးတဲ့လုပ်ငန်းတစ်ခုဖြစ်တာအကြောင်းဒီစနစ်ကိုထည့်မဲ့ဆိုရင်လုံးဝအသစ်ချက်ချုပ်လေးနဲ့တမောတွေကိုတိစောက်တာကပိုပြီးလက်တွေ့ကျနိုင်ပါရီဒါပေမဲ့ဂျပန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့နိုင်ငံရေးဆိုင်ရာထည့်သွင်းစဉ်းစားမှုတွေကြောင့်ဒါမှမကြခင်ကာလအတွင်းဖြစ်နိုင်ချေနည်းတဲ့လမ်းကြောင်းတစ်ခုဖြစ်ပါရီ အရွယ်စားနဲ့တင်ဆောင်နိုင်စွမ်းရအီဇမိုနဲ့ကာကာဟာသူတို့ရဲ့ American Counter Pass တွေတက်အများကြီးတင်နေပါပြီ။အီဇမိုမျိုးစားဟာတန်ချိန်2000ခန်းရှိပြီး Nemes အမျိုးစားကတန်ချိန်3000ကျော်ရှိက Ford အမျိုးစားကတော့တန်ချိန်36300ခန်းရှိပါပြီ။အီဇမို Demoria အလျား248မီတာနဲ့အနံ38မီတာရှိပြီး Ford ကတော့အလျား338မီတာနဲ့အနံ88မီတာရှိတာအကြောင်းတတိတသာတင်နေပါပြီ။ တို့ရဲ့အရွယ်စားတွေကွာခြားပေမဲ့ဒီမောင်မျိုးစား၃ခုစလုံးဟာတနအိမ်ပိုင်း35မိုင်နုံ30 notch ခန့်ရှိတယ်။အလားတူအမြင့်ဆုံးအမြန်နှုန်းကိုထိန်းသိမ်းထားနိုင်တာကတော့အမေရိကန်ရဲ့ပိုကြီးတဲ့လေယာဉ်တွေတင်မောတွေအတွက်ဤပညာပိုင်းဆိုင်ရာအောင်မြင်မှုတစ်ခုဖြစ်နေစေပါပဲ။ဒါပေမဲ့ကုန်ကြစည်တက်တာမျိုးအရဆိုရင်ဤသူမမျိုးစားဟာအသာစီရပါတယ်။ဂျမန်နိုင်ငံဟာတင်မောတစ်စင်းကိုဒေါ်လာ1.5ဘီလီယံခန့်သုံးစွဲခဲ့ပြီးနေမိတ်အစမျိုးစားက2019ခုနှစ်အထိဒေါ်လာ6.5ဘီလီယံကျော်ကုန်ကြက ဂျရက်အာဖော့ကတော့ဖွံ့ဖြိုးတိုးတက်မှုနဲ့တည်ဆောက်မှုအပါအဝင်ဒေါ်လာ16.5ဘီလီယံကျော်ထိကုန်ကျခဲ့ပါတယ်။ဖော့ဒဇင်းရဲ့ကုန်ကျစရိတ်နဲ့ဆိုအီဇမိုအမျိုးအစားအသင်းပေါ်၁၀ကနန်းနီးပါးတည်ဆောက်နိုင်ပါတယ်။ဒီမော်သားအရေးအတွက်နဲ့လုပ်ငန်းလေပတ်မှုအကျိုးတရားမှုဂျပန်သမောတွေမှာလည်းဒီမော်သားအရေးအတွက်အများကြီးလိုအပ်မှုမရှိပါဘူး။အီဇမိုအမျိုးအစားအသင်းပေါ်၁၀မှာအဓိကဒီမော်သား၄၈၀ဦးနဲ့လုပ်ငန်းလေပတ်နိုင်ပြီးတပ်ဖွဲ့ဝင်တွေတည်ဆောက်မယ်ဆိုရင်၉၈၀ဦးထိတိုးချဲ့နိုင်ပါတယ်။ စံချိန်မှတ်တင်တဲ့ Nimbus မှာ demo လုပ်ငန်းဆောင်တာအတွက်2480ဦးနဲ့လေတပ်တပ်ဖွဲ့အတွက်1052ဦးစုစုပေါင်း3532ဦးလိုအပ်ပြီး fault မှာဆိုရင်တော့စုစုပေါင်း demo တာ4539ဦးအထိကိုလိုအပ်ပါတယ် ဂျပန်ရဲ့လေနင်သမားတွေဟာအမေရိကန်စူပါလေနင်တင်ပေါ်တွေနဲ့နှိုင်းရှင်ရင်တေးငယ်ပြီးမဲ့ short တွက်လို့တော့မရပါဘူးအထူးသဖြင့်ဇန်ခါကိုဒါယာယူကျွန်းစုနဲ့ပတ်သက်ပြီးအရှေ့တရုတ်ပင်လယ်ထဲမှာဖြစ်ပွားနေတဲ့နယ်မြေအငင်းပွားမှုတွေနဲ့အတူဂျပန်နိုင်ငံအတွက်ရွေလျားနိုင်ပြီးလယ်လွန်ကြီးတွေရှိတဲ့ကာကွယ်ရေးစွမ်းရည်တွေရဲ့လိုအပ်ချက်ဟာပုံမကြီးထွားလာခဲ့ပါတယ်ပေါ်မှာအပြည့်တရုတ်နိုင်ငံဟာအိုကီနာဝါနဲ့မီယာကိုကျွမ်းနေကြကကျဲမြောင်းတဲ့ရေလက်ကြားဖြစ်တဲ့မီယာကိုရေလက်ကြားကိုဖြစ်ပြီးဂျပန်ရဲ့ပိုင်နက်ရေပြင်နဲ့လေပိုင်နက်ကိုစိန်ခေါ်ရင်းရေတပ်အင်အားကိုဆေးလွတ်လိရှိပါတယ် ဒါပြီးဂျပန်ရဲ့အမြင့်တဲ့လေတက်စကန်တွေဟာဖြစ်နိုင်ရရှိတဲ့ပဋိပက္ခဇုံတွေနဲ့အတော်လေးဝေးကွာတဲ့နေရာမှာတည်ရှိပါတယ်။အေဇိုဘောမျိုးစားလိုတင်းကလေးဒမော်ရီဟာလေကြောင်းဆိုင်ရာလုပ်ငန်းဆောင်တာတွေအတွက်ပိုပြီးလောက်ကွက်ကြက်ကြွေလျားနိုင်တဲ့အခြေအနေတခုကိုပေးစွမ်းနိုင်ပြီး infrastructure တွေပေါ်မှာပဲအာမကူပဲဂျပန်ရဲ့နေမီတွေကိုကာကွယ်နိုင်စွမ်းကိုတိုးမြှင့်ပေးလိုက်နိုင်ပါတယ်။ အီဇူမိုမျိုးစားကိုလေနေသမောသေးစားတွေဖြစ်ပြောင်းလဲခြင်းအားဖြင့်ဂျပန်နိုင်ငံအအပြုသဘောဆောင်တဲ့ပြောင်းလဲမှုစီကိုအချက်ပြနေတာဖြစ်ပြီးဒါဟာပြန်လည်လက်နက်ကင်ဆောင်ဖို့မဟုတ်ပေပုံမတုံးပြန်နိုင်စွမ်းရှိပြီးမဟာဗျူဟာမြောက်တဲ့ကိုအားကိုကိုကာကွယ်နေတာကိုတည်ဆောက်ဖို့ပဲဖြစ်ပါတယ်အမေရိကန်နိုင်ငံရဲ့အကူအညီနဲ့ဒေတာရင်းတင်းမာမှုတွေမြင့်တက်လာတာနဲ့မြောက်ဒီအစိမ့်မြင့်တဲ့မှုတွေဟာဂျပန်ရဲ့ရေချောင်းစွမ်းရည်တွေရဲ့တတိရှိရှိနဲ့တွက်ချက်ထားတဲ့ဒိုးတက်ပြောင်းလဲမှုတစ်ခုကိုကိုးစားပြုပါတယ်ဒီနေ့အတွက်ဒီဆက်မှုကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်